လုံးမမင်္ဂလာပါဒါကတော့ဒါဒုတိယပိုင်းပေါ့၃၃ကွင်ချာအနေထားနဲ့ဒါ၃ချိန်မြောက်ဆက်ယူစားဖို့အတွက်ကိုဒါမနက်ကနန်းစောင့်နေတာမနက်ကနန်းကဒီမှာထဲ့ထဲ့ဖို့မေ့သွားတယ်၃ည၃လို့ဆိုတော့ဒီယူအခုယူယူစားမဲ့ဆက်ကွက်မှုထဲမှာလည်း၃ည၃ဆိုတဲ့ကနန်းကပါနေတာပဲပြီးတော့တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်နေသေးတယ်ဆိုတော့ဒါမှာ ဒါထိပ်ပိတ်ဖြစ်နိုင်ခြေလေးတွေကိုအရင်ယူဆကြည့်မယ်။သူကဒါလေးကိုပဲအခြေခံပြီးတော့မှထိတ်နှလုံးယူဆလိုက်တယ်။ဒီမှာ၈၃ကွင်ကျော်၈ထိတ်၃ကွင်ကျော်၈ထိတ်ဆိုပြီးတော့ဒီလိုလေးဒီလိုလေးလာထားတဲ့ပုံစံလေးကိုမူတည်ပြီးတော့မှသူ့ထိတ်နှလုံးယူဆကြည့်မယ်။သူကဒီလိုပထမဆုံးတစ်ချိန်မှာဒီလို၈လို့ဖြစ်တဲ့အချိန်မှာဒီလို၃လုံးပေါင်းခြင်းဟာ၃နဲ့ဒုတိယတစ်ချိန်မှာ၃လုံးပေါင်းခြင်းဟာ၈တဲ့ ဆိုတော့ဒါဒီနှစ်ကြိမ်လေးမှာတင်တာဟုတ်ရှင်လဲဟုတ်မှန်လွှဲခြင်းလဲလွှဲမှန်ကိုကကိုအဖြစ်ထုတ်လိုက်တယ်ရှစ်ရဘာဝ3 6ရဘာဝ3 8 3ဖြစ်ရင်ဖြစ်မဖြစ်ရင်3ဖြစ်ဒီလိုဆွဲယူလိုက်တယ်ဆိုတော့အဲ့ဒီတိုင်းယူမယ်ဆိုရင်ဒီလိုယူရတာလဲအကြောင်းရင်းရှိလို့ဒီလိုလေးပဲယူလိုက်တာဆိုရင်တော့ဒီလို8 3ဒီလိုယူရင်လဲဒါဖြစ်နိုင်ကြပဲဆိုတော့ ၈၃လုံး၃လုံး၈တခါယူမယ်ဒီလို၃လုံး၈လို့တခါယူလိုက်မယ်ဆိုရင်သူ့ကို၄ထိတ်တလုံးကိုထက်ပြီးတဲ့အခါသူက၈လက်ဖြစ်နိုင်တယ်၃လက်ဖြစ်နိုင်တယ်လို့အပေါ်မှာဖြစ်ခဲ့တဲ့အတိုင်းဒီလို၃လို့၃လို့ဖြစ်မှဆိုရင်သူ့ကို၉ကိုထက်ဆိုတော့ဒါ၄ကိုထိတ်ဒီလိုယူဒီလိုယူလိုက်ပြီးတဲ့အခါမှာဒီ၃လုံးပေါင်း၁ ဒီလို၃လုံး၁ဆိုရက်က၁ပိတ်ဒီ၃လုံးပေါင်း၃ညဒီလို၃လုံး၃ညဆိုရက်က၄ပိတ်ဒီပုံစံလေးတိုင်းတာ၃ချိန်ဆက်ဖြစ်မှဆိုရင်ဒီ၃လုံးပေါင်းခြင်းဟာ၅လို့ဖြစ်ထားလို့ဒီလို၃လုံး၅လို့ဖြစ်အောင်မှဆိုရင်သူ့ကို၆ပိတ်တစ်လုံးကိုထည့်မယ်ဆိုတော့အခုလောလောဆယ်ယူဆထားတဲ့ကဏ္ဍထိတ်နှလုံးပိတ်တစ်လုံးကိုဒါကဏ္ဍအရင်တွက်လိုက်လို့ရှိရင်၄၆ရယ်၉၆ရယ်ဒီလိုရလာ ပြီးတဲ့ခါမှာလားဇက်ကွက်မှုဖြစ်နေကြလေဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းနဲ့6ဒီသုံးလုံးပေါင်းခြင်းနဲ့6အတူတန်ဖို့အတူတူဖြစ်တယ်ထိပ်ပိတ်တပြိုင်တည်းဖြစ်တယ်ဒုညထိပ်တပိတ်အဲ့လိုပဲဒုတိယအကြိမ်မှာလဲဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းဒီပေါင်းခြင်းနှစ်ခုပါဒီလိုသုံးလုံးပေါင်းခြင်း3ညဆိုတော့3ထိပ်ဒီလိုသုံးလုံးပေါင်းခြင်း3ညဆိုတဲ့အခါ၄ပိတ်3ထိပ်၄ပိတ်တပြိုင်တည်းဖြစ်သွားတယ် ဆိုတော့မနက်က3ည3နဲ့ဆိုတော့3ည3ဆိုတဲ့အခါဒါဟိုယူဆပြထားတဲ့အားထဲမှာတော့3ည6တွေပါတယ်ဆိုရင်တော့တက်တက်ကြအောင်ပေါ့6တွေ9နဲ့8တွေရေးပဲ9 5 6 9နဲ့ရေးပဲဟိုတက်ကအဲ့ဒီဟာတွေကဏ္ဍနေရအောက်ကထွက်သွားတော့ပြီးရောပေါ့အခါရနဲ့ဝဲလုံးကျွတ်ဆိုတော့သူကဒီလိုဖြစ်ထားတော့ဒီဆက်ကွက်မူလေးကိုဆက်ပြီးတော့မှာယူဆမယ်ဆိုရင်ဒီ3လုံးပေါင်းခြင်းတန်ဖိုးနဲ့ဒီလို3လုံးပေါင်းခြင်းတန်ဖိုး အတူတူဖြစ်မယ်ထိနေပိတ်ထိနေပိတ်တပြိုင်တည်းဖြစ်မယ်ဆိုတဲ့အခါမှာသူ့ကိုဒီယူထားတဲ့ထိနှလုံးပိတ်တလုံးကိုဒီဆက်ခွက်မှုနဲ့အရင်ထက်လိုက်ဆိုတဲ့အခါသူကလက်ခုံလက်ခုံပြီးတော့ဝတ်နှစ်ဝတ်နှစ်ပြီးတော့၃ချက်ဒီလိုဒါ၃လုံးပေါင်းချင်းခုံဆိုရင်ဒီမှာ၃၃ထိတ်ကိုထက်ဒီက၃လုံးပေါင်းချင်း၈ဆိုရင်ခုံပိတ်ကိုထက် ဒီမှာသုံးလုံးပေါင်းချင်း3ဆိုရင်နှစ်ပိတ်ကိုထက်ဒီလိုပုံစံမျိုးနဲ့ယူဆထားတာဆိုတော့ကသူကဒီ၄ခွန်ဆိုတဲ့တကွက်ကိုတာជីជីလေးရေးပေးထားတာသူကတာသုံးချက်ရိုက်ပုံစံနဲ့ဖြစ်နေရင်ရှိနေလို့သူ့ကိုជីជីလေးလုပ်ပေးထားတာပြီးတော့ဒီ၄၄ထိတ်လေးကိုလည်းပုံပုံအောင်ယူဆကြည့်ထားတာအရှင်းရှင်းလင်းလင်းပြောရရင်အဲ့လိုလေးလုပ်ထားတာဆိုတော့သူကဒီမှာခွန်တလုံးကိုထက်၄၄ခွန်အဲ့ဒီခွန် ဒီလိုလာတာသုံးချက်ရိုက်သွားတာဒီသုံးလုံးပေါင်းခြင်း6အဲ့ဒီ6ပါသုံးချက်ရိုက်တယ်ထိပ်ပိတ်တကယ်နဲ့ဖြစ်သွားတယ်6သုံးချက်နဲ့သုံးချက်ထိပ်တိပိတ်ထွက်သွားတယ်အဲ့လိုပဲဒီဒုတိယတစ်ချိန်မှာလည်းဒီသုံးလုံးပေါင်းခြင်းသုံးချက်ဟာသုံးချက်ရိုက်တယ်ထိပ်ပိတ်တကယ်နဲ့ထွက်သွားတယ်သုံးလေးဒီပုံစံတိုင်းတာသုံးချက်ဆက်ဖြစ်အောင်မယ်ဆိုဒီသုံးလုံးပေါင်းခြင်း8လို့ဖြစ်တာလို့ ဒီရှစ်ဟာလဲသုံးချက်ရိုက်သွားအောင်မယ်ဆိုရင်ထိတ်ပိတ်တပြိုင်တည်းထွက်မယ်အဲ့ဒီထွက်မယ်တပြိုင်တည်းရလက်ခုံလက်ထိတ်ခုံပိတ်ဒီလိုထွက်သွားမယ်လက်ခုံဆိုတော့ဒါသူသုံးချက်ရိုက်ပုံစံကွက်တိဝင်မယ်ဆိုရင်တော့ဒီဆက်ကွက်မှုတွေမှာအကောင်းဆုံးကလက်ခုံပေါ့ပြီးတော့ဒါထူးခြားတိုက်ဆိုင်မှုတစ်ခုကျန်တဲ့ကဏ္ဍတွေကိုကျန်တဲ့ကျန်တဲ့ထိတ်ပိတ်ဖြစ်နေကြတယ်ဒါသူက ထိတ်ဆဲလုံးပိတ်ဆဲလုံးထိတ်ဆဲလုံးနဲ့ဒီဆက်ကွက်မှုဖြစ်မယ်ဒီမှာ၄ထိတ်၉ထိတ်၃ထိတ်ဖြစ်နေကြတယ်ကိုပဲဖယ်ပြီးတော့မှကြံတဲ့ထိတ်တွေကိုထည့်မယ်ဆိုရင်အော်တော့အဲ့ဒါမထည့်ခင်ဒီမှာခွန်ပိတ်တစ်လုံးဝင်လာတဲ့အခါကိုခွန်လုံးလည်းဖြစ်ချင်းဖြစ်သွားနိုင်တာပဲဒါတွေကလည်းယူဆလို့ရထားတဲ့ဖြစ်နေကြတယ်ဆိုတော့ဒီမှာ3.3 delay 1936ကဒီမှာရှိပြီးသား လေးခွန်လိုက်ရှိပြီသားဆိုတော့9 8 69 83 81ဒီကနေ့နေရနှစ်ခွင်ကျော်မှာယူဆထားတဲ့ဆက်ကွက်မှုဖြစ်နိုင်ခြေတဲ့ကနေ့နေနဲ့အားလုံးကွက်တီပဲဆိုတော့ဒါနှစ်ခွင်ကျော်နဲ့သုံးခွင်ကျော်နဲ့ဆက်ကွက်မှုဖြစ်နိုင်ခြေကနေ့နေကွက်တီလာဆုံးနေတယ်ပေါ့ဆိုတော့ကိုကောင်းမယ်ထင်တာကိုပိုကောင်းမယ်ထင်တာကိုကြိုက်တာတွေနဲ့တွဲဆက်ပြီးတော့ဒါအတော့ပြပါပြီးတော့နောက်ထပ် ဒီဆက်ကွက်မှုနဲ့မဆိုင်တဲ့အခြားယူဆမှုလေးတွေလည်းခဏနေလဲရှိနေတာပဲဆိုတော့အဆင်ပြေတယ်လို့အကောင်းဆုံးဖြစ်မယ်ထင်တာတော့ရွေးချယ်အသုံးပြုပါယူဆထားတယ်လို့ကွက်တိဆက်ဖြစ်ပါစေစွတောင်းပေးပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးလို့လှုပ်ထားခြင်းနဲ့ဆိုရင်လှုပ်ထားပေးပါ notify ခေါင်းလေးက all video လည်းမကင်းလေးပေးထားပါဒါဆိုရင်ကျွန်တော် video တင်လိုက်တာနဲ့မြန်မြန်လေးသိအောင် notification တက်ပေးပါလိမ့်မယ်ဆိုတော့ကဒေးဒေးချာချာလေးနားလည်အောင်ကြည့်ပါဖြစ်နိုင်မယ်ဆိုရင် VPN လေးခံပြီးတော့ကြည့်ပေးပါ ီးတဲ့ခါမှာမှကိုကိုစိတ်ထဲအတွေ့ရရတာဒီဟာလေးကတော့အကောင်းဆုံးပဲအဲဒီလိုဟာမျိုးလေးပေါ်လာတဲ့ဟာမျိုးလေးကိုပဲရွေးချယ်ပေါက်ဆက်ပြီးတော့တုံးပေါ့မနေ့ကဆိုလဲဒါ break ယူဆမှုတွေကမနေဘူးဒါမှဟို comment တစ်ခုတွေ့လိုက်တယ်တုံးသူ like ကြည့်ပြီးတဲ့အခါ၃ break ဖြစ်နိုင်ကြည်လေးကကောင်းတယ်ဗျနဲ့ဆိုတော့ဒါသူ့အတွေ့လေသူသူအကျိုက်ဆုံးထင်လားဆိုတော့အဲ့ဒီလိုအကျိုက်ဆုံးလေးတွေကိုပေါက်ဆက်ရွေးချယ်ပြီးတော့တုံးပေါ့ကံကောင်းရင်တက်တက်တွန်းပါပဲဆိုတော့ဘီ ညနေကြောက်ကြပါစေဆုတောင်းပေးပါတယ်